โอเคပါကျွန်တော်တို့ fan gg channel ကနေပြန်လဲကြည့်လိုက်ပါလေဒီနေ့တော့ကျွန်တော်တို့ခြေခြေတရက်ကအာ fba chips တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အကြံဉာဏ်ပြောပြီးပါတယ်เนาะဆိုတော့ဒီတစ်ပတ်မှာကျွန်တော်တို့က chips အခုရင်းနှီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အသေးစိတ်ပြီးဆွေးနွေးရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဘယ်လိုမျိုးဒီ podcast တော့ special podcast တော့ပြီးရတဲ့ကောင်းနေရတော့ chip ကိုအထာကြကြဘယ်လိုသုံးမလဲပေါ့เนาะဆိုတော့ဒီနေ့မှာဆိုရင်တော့ကျွန်တော်တို့ white cap chips ကို အထာကြကြဘယ်လိုသုံးမလဲဆိုတာတွေကိုကျွန်တော်တို့ MA နေရနေပြီးတော့ကျွန်တော်တို့ဆော့ခဲ့တဲ့ FPL ၆ပေါ့เนาะသုံးခဲ့ဘူးလေဝိုင်းကန်နဲ့ပတ်သက်ရင်ဘာတွေထည့်ပြီးစဉ်းစားရဲဘယ်လိုမျိုးတွေအတွေ့အကြုံလေးတွေကျွန်တော်တို့ရခဲ့ပြီးလဲဆိုတဲ့ဟာတွေကိုကျွန်တော်တို့ကဒီမှာဆရာသားမှ channel နဲ့ကျွန်တော်တို့အားလုံး MA နေတဲ့တယောက်ချင်းကြီးရဲ့ဒီအတွေ့အကြုံလေးတွေကျွန်တော်တို့က sharing လုပ်ပြီးအောင်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အရင်ဆုံးမစခင်တော့ဒီ wide chip ပေါ့เนาะ ဆို basic လေးကိုကျွန်တော်နည်းနည်းလေးပြန်ပြီးပြောမှာဘာလို့လဲဆိုတော့ဒီဗီဒီယိုကြည့်နေတဲ့မှာ FA ကုမဆော့ဆော့ဝင်မိကိုရောချစ်ကိုဒေရှားလေးတုံးနေနေမိကိုရောပါမှာဆိုတော့ကျွန်တော် basic လေးနည်းနည်းကြံစပြောရမှာဆိုရင်ကျွန်တော် wine test ဆိုတာဒီနှစ်ကမှာကျွန်တော်တို့ပထမယာတီဘက်မှာပထမယာတီဘက် game week 1 to game week 19မှာကျွန်တော် wine test တစ်ခုရမယ် game week 20ရတယ် game week 38ဒီမှာကျွန်တော်တို့ wine test တစ်ခု wine test နှစ်ခုရမယ်ပေါ့နော်ဆိုတော့ဒါက wine test wine test ကတော့ကျွန်တော်တို့သုံးလိုက်ပြီဆိုရင် unlimited transfer ရတယ် ကိုယ်မှာရှိတဲ့ budget ပေါ့တင်းရဲ့လက်ရှိ budget ပေါ်မူတည်ပြီးတော့15ရောက်လုံးအစ်စ်တင်း structure အစ်စ်ကျွန်တော်တို့ကပြန်ပြင်လို့ရတယ်အဲ့ဒါလေးရှိရင်တော့เนาะနောက် basic တစ်ခုနေတော့ wildcat chips ကကျွန်တော်တို့ on လိုက်ပြီဆိုရင်ကျွန်တော်တို့ပြန်ပြီးတော့ cancel လုပ်လို့မရဘူးအဲ့ဒါကြောင့် wildcat မသုံးဝင်ဆိုတကယ်သုံးမှာလားမသုံးလားပေါ့เนาะ confirm button မနှိပ်ခင်မှာကျွန်တော်တို့ကစဉ်းစားမှာเนาะဆိုတော့အဲ့ဒါကတော့ကျွန်တော်တို့ဒီ wildcat နဲ့ပတ်သက်တဲ့ basic လေးပဲဖြစ်ပါတယ်โอเคပါဆိုတော့ M&A အားလုံးမင်္ဂလာပါဗျာ င်္ဂလာပါမင်္ဂလာပါ bro မင်္ဂလာပါဖြေပါဆိုတော့ဒီနေ့ကျွန်တော်တို့ဒီ MA နေနဲ့ wine gap ကိုကျွန်တော်တို့သုံးခဲ့တဲ့အတွေ့အကြုံတွေနဲ့ဘယ်လိုမျိုးအထာကြကြသုံးလို့ရမလဲဆိုတာလေးကိုကျွန်တော်တို့မိကိုတို့လည်းလေ့လာလို့ရအောင်နားထောင်လို့ရအောင်ကျွန်တော်တို့ဆွေးနွေးရမှာဖြစ်ပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ဆန်ကသုံးသက်ပေးပါအောင်ဒီ wine gap ကိုဆန်အနေနဲ့သုံးခဲ့တဲ့အစားပေါ့နော်ဆော့ခဲ့တဲ့ FP ရဲ့အစားမှာဘယ်လိုမျိုးချက်တွေကိုကြည့်ပြီးတော့ wine gap တုံးပစ်ခဲ့လေဘယ်လိုမျိုးတုံးတင်လဲပေါ့နော်အထာကြကြတုံးလို့ရမယ်နည်းလေးနဲ့တော့ညံ့ဝေးပါဆက်ဟုတ်ကဲ့ CK ကျေးဇူးပါဟုတ်ဒီ white cat နဲ့ပတ်သက်ပြီးတော့ကျွန်တော်အသေးစိတ်ပြောပြောကြမယ်ဆိုရင်တော့တယောက်ချင်းစီတော့တူမှာမဟုတ်ဘောနော်ကျွန်တော် ML ရောက်ဆို၄မျိုးဖြစ်မှာပေါ့နော်ကျွန်တော်အရင်ဆုံးပြောရမယ်ဆိုရင်ကျွန်တော်ကကျွန်တော်ဒီ chip တွေကိုသုံးတဲ့နေရာမှာကျွန်တော်က ်တက်နိုင်တလောက်နောက်ကျနောက်ကျလေးကောင်းလေးဆိုတဲ့ပုံစံမျိုးကျွန်တော်ကအဲ့လိုထားပြီးတော့ဆော့တယ်ဘာလို့နောက်ကျနောက်ကျလေးကောင်းလေးဆိုတာထက်ကြာနောက်ဆွဲလို့ရတလောက်ဆွဲထားတတ်တယ်ပေါ့နော်ကျွန်တော်အဲ့လိုပုံစံရှိတယ်ဒါပေမဲ့အာတကယ်တမ်း white cat ကကြတော့ဘယ်လိုနေရာတွေမှာတုံးလို့ကောင်းမလဲလို့စဉ်းစားရဲဆိုရင်ကျွန်တော်တို့လက်ရှိအာကျွန်တော်တို့ game weight ပေါ့နော်ဒီဒီကြားထဲမှာနိုင်ငံပွဲတွေရှိရယ်လေနိုင်ငံပွဲတွေရှိဥပမာဥပမာ2025ဒီနှစ်ပေါ့နော်2025 26မှာဆိုရင်ဒါ game week 4ပေါ့နော် game week 4အာ game week 8ပေါ့နော်ပြီးလာမဲ့ဒီ game week 12ပေါ့နော်အဲအဲ့လိုမျိုးဒီနိုင်ငံပွဲတွေနှစ်ပတ်လောက်နားပြီးပြန်စမဲ့ဒီ game week ဒီမှာဒါတုံးလို့ကောင်းနေပေါ့နော်အဲအဲ့ဒါတစ်ချက်ပေါ့အဓိကတော့အဲ့ဒီမှာတုံးကြတာများတယ်အဲတချို့ကြတော့လေတချို့အင်း FBA manager တွေကြတော့လေကိုအသိအနေအထားပေါ်မူတည်ပြီးတော့ဒါဆော့ဆော့စီတုံးလိုက်တဲ့သူတွေလည်းရှိတယ်အဲ့ဒီ အဲ့လိုနိုင်ငံပွဲပြီးမာရေလို့မဟုတ်ပဲနဲ့ကြားထဲမှာကိုကိုအတင်းအနေထားပေါ်မူတည်ပြီးတော့စောစောတုံးလိုက်တဲ့သူတွေရှိတယ်။ဒါတချို့ကြောင့်လည်းကျွန်တော်တို့လိုမျိုးပေါ့နော်အဲ့လို chip ကိုကက်စီနေပြီးတော့ရတဲ့လောက်ဆွဲအချိန်ကြီးဆွဲပြီးတော့အဲ့လိုဟိုတုံးနေနောက်ကြမှာတုံးနေသူတွေလည်းမျိုးမျိုးရှိတာပေါ့နော်။အဲ့တော့ဘယ်အချိန်ဝိုင်းကတုံးလို့အကောင်ဆုံးလဲဆိုတဲ့အချိန်နဲ့တော့မရှိဘူးပေါ့။ဒါကျွန်တော်တို့အဲမန်နေဂျာတယောက်ချင်းစီရဲ့အာကစားရပုံစံပေါ်မူတည်မယ်ပြီးတော့သူမန်နေဂျာတယောက်ချင်းစီရဲ့အတင်းအနေအထားပေါ်မူတည်မယ်ပေါ့နော် ဒါတော့အသေးစိတ်မူတည်သွားမှာပေါ့ဟိုပဲချိန်ကတော့အကောင်းဆုံးဆိုတော့ပြောဖို့တော့ခက်တာပေါ့နော်ဟုတ်ကဲ့อืมโอเคว่ะဆိုတော့ဒါတော့ဆန်စဉ်းစားတဲ့ပုံလေးပေါ့နော်ဟောဆန်ဝဘလူမျိုးထပ်ပြီးတော့ဟိုဒီ why get နဲ့ပတ်သက်ပြီးတော့ဘလူ fat series ကြီးကြည့်ပြီးတော့သုံးပြသေးတယ်မသိဘူးတခြားပေါ့နော်ထပ်ပြီးတော့နည်းနည်းဆွတ်တဲ့ဟုတ်ကဲ့ဒီနည်းနည်းထပ်ပြောပြပါဦးဟုတ်ကဲ့ကွကြီးကျွန်တော်တို့ကအခုဒီဒီနောက်ပိုင်းပေါ့နော်မနစ်ကနေစပြီးတော့ကျွန်တော်တို့က အဲအဲ့ဒီမနစ်ကမတိုင်ဘူးဆိုရင်ဒါလည်းပါ2000 24 25မတိုင်ခင်ပေါ့နော်2023 24နဲ့အရှိပိုင်းမှာဆိုရင်ကျွန်တော်တို့ကဒီ free transfer နှစ်ခုပဲတင်လို့ရတယ်လေ free transfer နှစ်ခုပဲတင်လို့ရတယ်ဒီ free transfer နှစ်ခုပဲတင်လို့ရတဲ့အချိန်မှာကြာတော့ကျွန်တော်တို့ကအာ free transfer ရအများကြီးလုံးမယ်ဆိုရင် minus အများကြီးယူရရောအဲ့လိုအချိန်မှာကြာတော့ကျွန်တော်တို့ wide gap ကိုဟို တုံးပူပူပြောလို့အဲ့လိရှိတယ်ပေါ့ဒီပြီးခဲ့တဲ့မနစ်က24 25ရဲ့ဒီနေ့25 26ရဲ့ဆိုရင်ဒါ free transfer ငါးခုတိစိတ်လို့ရပြီဆိုတော့တုံးတန်းဝဲကက်ကတော့အရင်ကြီးမလို့အတော့ဘူးလို့တော့ပူထင်တာပေါ့နော်ငကိုကလေးကကျွန်တော်ကလည်းလို့ဒီဝဲကက်ကက်အချစ်တင်တဲ့ပတ်သက်ပြီးတော့နည်းနည်းဟိုတိတ်မတုံးတဲ့တိတ်ဟိုတုံးဖို့နောက်ကျတတ်တဲ့သူဆိုတော့အဲ့လိုမစောစောစီးစီးတိတ်မတုံးမနဲ့ဒီ free transfer တွေနဲ့အတင်းကိုရတဲ့လောက်ပြင်သွားတဲ့ပုံစံမျိုးကျွန်တော်ကလိုပဲစဉ်းစားတယ်ဆိုတော့လေဆိုတော့အာ လောကဥမာဂျာကြီးတယောက်အနေနဲ့သူကျွန်တော်မန်နေဂျာတယောက်အနေနဲ့ကိုအတင်းကအဲကစားမဲ့သူကနဲနေပြီပေါ့နော်ဒါမှမဟုတ်ကိုအတင်းမှာ6ယောက်9ယောက်လောက်ကိုကမကြိုက်တော့တာဖြစ်ဖြစ်6ယောက်9ယောက်လောက်ဟိုအဲမှာမှဒီတန်ရရနေတာတို့ပွဲပယ်ခံနေရတာတို့ကိုကကိုကသူ့ရဲ့ line up တော့ရပါရဲ့သူတို့ဒီ return နေမရတော့တာတို့အဲ့လိုမျိုးမကြိုက်တဲ့လူစုစုပေါင်းဒီအစင်မပြေတော့တဲ့လူစုစုပေါင်း6ယောက်နဲ့အထက်ရှိနေတယ်ဆိုရင်တော့ဒါ wake up တုံးမယ်ဆိုရင် စဉ်းစားလို့ရတာမဟုတ်နော်နောက်တစ်ဖက်ကကြတော့ကိုကထုတ်ထုတ်မဲ့ကစားသမားတွေကိုပဲကြီးလို့တော့မရဘူးပေါ့ကိုထုတ်မဲ့အပြင်ဒီကိုအစ်စ်ပြန်ခေါ်မဲ့ကစားသမား6ယောက်9ယောက်ရောကိုကတကယ်ကြိုက်သလားပေါ့နော်အဲ့လိုပုံစံမျိုးစဉ်းစားပြီးမှသာကိုအတင်းကိုတကယ်တမ်းကြီးစားပြင်ဆင်မှုတော့လုပ်တင်နေပေါ့နော်ဟိုကိုကတခါလေကျတော့ဖြစ်တတ်တာအဲ့လိုတချို့ကျတော့လေဒီစိတ်စိတ်နည်းနည်းလောတော့ပေါ့နော်စိတ်မြန်နေပေါ့နော်စိတ်မြန်တဲ့အခါကျတော့တပတ်နှစ်ပတ်လောက်အဆင်မပြေတော့လေဝိုင်းကက်ကြီးကောက်တုံးလိုက်တယ် 其实有？们自己没有吧？那但把那把杂志留在单位，我可什么皮皮做啦。啊，过来内种处理后呢，里面塑料卡之类，我外概过了，都没事。只能说，呃，至少你现在避免啊，单位内处理哦，不留这类，尽量在塑料卡里切，没有吧？那，如果。 ကန်ဒရစ်ကောကန်ဒရစ်ဝိုင်းကက်သုံးမယ်ဆိုရင်ဘယ်လိုချက်တွေပိုကြည့်ပြလဲကန်ဒရစ်သုံးခဲ့တဲ့တခြားမှာရောဘယ်လိုမျိုးချိန်တွေမှာကန်ဒရစ်ပိုသုံးကြည့်လဲအဲ့လေးနည်းနည်းအတွေ့အကြုံလေးမျှဝေပေးပါဝိုင်းကက်နဲ့ပတ်သက်ပြီးတော့လေဟုတ်ဝိုင်းကက်နဲ့ပတ်သက်ပြီးဒါကျွန်တော်တွေးတဲ့အတွေ့အမြင်လေးအဲ့ဒါကြီးပြောသွားမှာပေါ့နော်ဟုတ်ဟုတ်အော်ဝိုင်းကက်ဆိုတာလေဒါကျွန်တော်တွေးတာတော့အဲအကိုကန်ဆုံးမှုပေါင်ကြာရင်ပါလို့တော့ချစ်သူလက်ကိုဆွဲကင်ထားတာอืม ါပေါ့ FPL မှာ wine gas ဆိုတာကိုယ်အသင်းကကန်ဆုံးမိုးမောင်ကြာနေပြီဆိုလို့ရှိရင်ဖြည့်ရှင်းမှုအတွက်တုတ်ပေးထားတဲ့ chip တစ်ခုလို့ကျွန်တော်မြင်တာပေါ့နော်ဟုတ်တယ်ဆိုတော့ bear chip မှာသူ့လောက်အာမကောင်းဘူးဗျာကိုယ်အသင်းကအရင်ဗျာကန်နေဆိုးလားအဲမိုးရေရွာလေလေကြီးအဲ့လိုဖြစ်နေတဲ့အချိန်မှာအကနာနေတကွက်သေးနဲ့ဖြည့်ရှင်းမှုဆိုတာအကောင်းဆုံးကတော့ wine gas ပဲဆိုတော့ wine gas ကိုအသုံးချဖို့အကောင်းဆုံးအချိန်ကဘယ်အချိန်ဖြစ်မလဲဆိုရင်အဲခုနပြောသလိုပေါ့ကစားသမားတွေကိုယ်အသင်းက လေယာရဲ့ကန့်သွင်းနေအများအပြားဒဏ်ရာရနေပြီအနီထိနေပြီကုံဆေးရုံရောက်နေပြီအဲသိရလားတိုင်နေပတ်နေမရတော့ဘူးကယ်နိုင်တော့ဘူးအဲ့ဒါကြီးက၄၅၆ရောက်အထက်ကိုဖြစ်နေပြီဆိုလို့ရှိရင်သုံးတင်သွားပြီဘလို့ဘလို့သုံးတင်တာလဲဆိုရင်အဲ free transfer တွေနဲ့ဖြည့်ရှင်းလို့မရလို့အဲဒီစကလုံးလည်းထည့်ပြရမှာပေါ့နော်ကိုက free transfer ကိုက၅ခုလောက်ရှိနေလို့အဲဖြည့်ရှင်းလိုက်နိုင်တယ်ဆိုလဲဒါတမျိုးပေါ့အဲ့လိုမဟုတ်ဘူး minus လေးယူရတော့မယ်ဘလို့မှကန်ဆုံးမှုမောင်မှုကိုဒီတိုင်းမဖြည့်ရှင်းနိုင်တော့ဘူးဆိုရင် အဲဝိုင်းကဲအကူအညီကိုကျွန်တော်တို့ယူရအောင်မယ်ပေါ့ဒါနံပါတ်၄တစ်ချက်ပေါ့နော်โอเคနောက်အချက်တည်းကကြတော့ကန်ဆူးမိုးမောင်မကြဘူးဆိုရင်ရောဝိုင်းကံမသုံးပါတော့ဘူးလားပေါ့အဲ့လိုစဉ်းစားရရှိတယ်မဟုတ်ဘူးကံမသုံးရင်လည်းဒါသုံးလို့ရတယ်ဘလို့ရှင်နေမှာသုံးပါလဲဆိုတော့ဂျာတိဆတ်စာချင်းဆိုရင်ဘယ်ကစားသမားကြီးချမ်းမလဲဆိုတော့အကူသိလားမသိဘူးကျွန်တော်လည်းမသိဘူးဘယ်သူမှအနာကက်ကိုဂျိုးမမြင်နိုင်ဘူးနည်းနည်းဂျာတိလေးက game week အဲ့လို6 to 7လို့ဟုတ်လားအဲ့လိုအချိန်လေးရောက်ပြီဆိုရင်ကျွန်တော်ကဘယ်သူတွေကကောင်းလာပြီလဲ ဘသူတွေကစေးတက်လာတော့မှလည်းဘသူတွေကသိမလားအကောင်ကြီးဖြစ်လာတော့မှလည်းဆိုတော့ကျွန်တော်ကမြင်လာရပြီပေါ့နော်ဆိုတော့အစောပိုင်းကစားပွဲတွေရဲ့ကစားသမားတွေရဲ့ခြေစွမ်းကိုအ गे ဖြတ်ပြီးတဲ့အချိန်မှာကျွန်တော်တို့တွုံးလို့ကောင်းတယ်ပေါ့နော်ဒါနောက်တစ်ချက်ပေါ့အင်းဟုတ်တယ်ဒါကကျွန်တော်ကဒါပထမရာသီဝက်အတွက်ပြောတာပြောသလိုဖြစ်တာပေါ့နော်အဲတကယ်လို့ second ဒုတိယရာသီဝက်အတွက်ဆိုရင်ရောဘယ်လိုအချိန်မှာ one cut 3တင်လဲဆိုရင်ကြတော့ double game week တွေ blank game week တွေကိုကြိုပြီးပြင်ဆင်တဲ့အခါမှာ3တင်တယ်အဲ့လိုပြောရမှာပေါ့ ဘာလို့ဆိုဘလန်ဂိမ်းဝီကလာမှာပဲဗျာဒဘယ်ဂိမ်းဝီဆိုတာလေလာမှာကျွန်တော်ကြောင်လွှဲလို့မရအောင်သိရမလားဆိုကိုကအသင်းကိုဘယ်လောက်ပဲကောင်းအောင်တိဆောက်ဆောက်ကြဘလန်ဂိမ်းဝီတွေကနှစ်ခုသုံးခုပြက်လာရင် free hit လဲသွားပြီးတော့ကဲပါယူပါလုံးလို့မရအောင် free hit ကလည်းဒုတိယရာသီကမှာတစ်ခါပဲရမှာဗျာဆိုတော့အဲ့လိုဟာတွေကိုကြိုပြီးပြင်ဆင်မှုအတွက်လည်းပဲ one gap ကိုသုံးရမယ်ဆိုတော့ဒါသုံးချက်ပေါ့နော်ကျွန်တော်ကဒါတွေကိုထည့်သွင်းစဉ်းစားပြီးတော့ one gap ကိုသုံးရမယ်လို့ထင်တယ်ပေါ့နော်ဆိုတော့အဲ့လိုသုံးတဲ့အခါမှာထည့်ပြီးစဉ်းစားရမယ်အချက်တွေလည်းရှိတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ ဟိုကုနာလူအချက်တည်နေမကဘူး feature difficulty ကိုလည်းကျွန်တော်ကကြည့်ရမယ်ဘာဖြစ်တော့ကိုယူတဲ့သာသမာရပွဲခက်နေလို့မရဘူးလीခြောင်ရမယ်ဆိုတော့ဟိုကျွန်တော်က4 5 6ပတ်လို့ပြောတာပေါ့နော်နောက်လာမယ် game week 5ခု6ခုလောက်အထိကို feature ကိုကြည့်အဲအဲ့မှာ font လဲကောင်းရမယ် feature လဲကောင်းရမယ်ဆိုရဲကစားသမားတွေကိုများများယူပြီးတော့ထည့်ပေါ့ဒါတစ်ချက်ပေါ့နော်ဆိုတော့ကျွန်တော် criteria မှာတော့နောက်ဆုံးတစ်ချက်တော့ကြံသေးရပါတော့အဲ့ချက်ကတော့ဘာလဲဆိုတော့ဟိုပါပေါ့ဈေးအတက်အကျပေါ့ ဈေးတက်နိုင်တဲ့ပလေယာတွေကိုဝယ်စုမယ်။ဝိုင်းကတ်သုံးပြီးလို့ရှင်ဈေးတက်နိုင်တဲ့ကစားသမားတွေများများစုမယ်။ကိုယ်အသင်းကဈေးကျတော့မယ်ဆိုတဲ့ပလေယာတွေကိုထုတ်မယ်။အဲ့လိုလုပ်ချင်ရရင်ကိုယ့်ရဲ့တင်ဗယ်ရီဟာတန်ဖိုးတက်လာမယ်ပေါ့။ဆိုတော့ကိုယ်အသင်းကဝိုင်းကတ်တစ်ခုထဲနေတန်ဖိုးရှိရတဲ့အသင်းဖြစ်သွားမယ်။ and future proof လည်းဖြစ်သွားမယ်။ဘာဖြစ်လဲဆိုတော့ကတင်ဗယ်ရီမြင်လာလို့အဲ့ဒီ feature ကောင်း form ကောင်းတဲ့ပလေယာတွေကိုလည်းဝယ်စုနိုင်မယ်။ခုနကပြောသလိုကန်စုံမောင်ချမှုတွေကိုလည်းဖျက်ရှားပြီးသားဖြစ်သွားမယ်။အဲကန်ကောင်းတဲ့အသင်းတွေပြန်ဖြစ်သွားနိုင်တယ်ပေါ့။ တော့ကျွန်တော်ဒီချက်တွေကိုကြည့်ပြီးတော့ wine cut သုံးမယ်ဘာလို့ကျွန်တော်လာဆိုရင်ပေါ့โอเคပါ Candice thank you ပါဆို Candice ပြောတဲ့အချက်တွေလည်းတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်ဆိုတော့ဒီချက်တွေကိုကြည့်ပြီးတော့ကျွန်တော် wine cut သုံးလို့ရတယ်ဆို wine cut သုံးရင်းနဲ့လည်းအများကြီးအကျိုးရှိအောင်လုပ်လို့ရတယ်เนาะဆိုတော့ဒါကတော့ဒီ Candice ရဲ့အခါကြကြ wine cut သုံးတဲ့နည်းလေးပေါ့နော်ဆိုတော့ okay ဆိုတော့ဇီကူရောဒီ wine cut ကိုအခါကြကြ သုံးပုံသုံးဒီပဲနဲ့တော့ sharing လုပ်ပေးပါအောင်ဈေးကူအတွေ့အကြုံရအောင်ဘိုင်းကတ်ကိုလိုချင်ဒီမှာသုံးပြခဲ့လဲဘာတွေဘယ်ချက်တွေကြည့်ပြီးတော့ကျိုးရှိအောင်သုံးပြခဲ့လဲပေါ့နော်ဆိုတော့ဒီကြီးစုနေနေကိုလည်းဘိုင်းကတ်နဲ့ပတ်သက်ပြီးတော့ဟိုအများကြီး point တွေသိပါအောင်နော်လေอืมဈေးကူပြောပေးပါအောင်အော်ဟုတ်ကဲ့အဲကျွန်တော်ကတော့အခု game week 8ကိုကျွန်တော်ကတော့သုံးလိုက်ပြီပေါ့နော်ကျွန်တော်ကဘယ်လိုမျိုးခြေနေမျိုးမှာဝိုင်းကတ်သုံးလဲဆိုခုနကဆရာကန်ဒရစ်နဲ့နည်းနည်းဆင်တယ်ဗျကျွန်တော်ကအဲ ုံးချက်ကိုကြည့်ရပါတော့။ feature swing ဖြစ်မှဖြစ်ပေါ့။ပြီးတော့ကို့အတင်း tin value ကိုမြင့်ကျင်တယ်။အဲပြီးတော့ကို့အတင်းကရှိရကစားမ၄၅၆ယောက်လောက်ကိုလဲကျင်တယ်ပေါ့။အဲ့လိုအခါမျိုးအဲ့လိုတုံးကိုပေါ့။အဲ့လိုအချိန်နေတုံးကိုပေါ့နော်။တွားပြီးတိုက်ဆိုင်တဲ့အချိန်မှာကျွန်တော်က wine cap ကိုတုံးတုံးတာများရပေါ့နော်။အဲ့တော့ကျွန်တော်ကြည့်ရပေါ့နော်။အချိန်နေလေ့လာကြည့်လိုက်တော့ဒီ game week မှာ game week 8မှာက wine cap ကျွန်တော်တုံးဖို့အဆင်ပြေဆုံးအပတ်ဖြစ်နေပေါ့နော်။အဲကျွန်တော်ဘာကြီးပြင်နေလဲဆိုတော့ကျွန်တော်ကိုးနဲ့ ကိုတလိုင်းလုံးအပြင်ကျင်တယ်ဗောနော်နှစ်ယောက်လုံးအပြင်ကျင်တယ်ပြီးတော့ defense line တလိုင်းလုံးအပြင်ကျင်တယ်ပြီးတော့အာ Arsenal ကစားမကြီးထည့်ကျင်တယ်ဗောနော်ပြီးတော့ရှေ့တန်းမှာဒီ dashboard တနေရာရှိရယ်ပြီးကျွန်တော်အသိပါလေအာအဲ့တယောက်ကိုလည်းထုတ်ကျင်တယ်ဗောနော်အဲ့ဒါကြီးအကုန်လုံးတုပ်ဖို့ကဒီဟာလိုရမယ် free hit နဲ့လည်းဖြည့်ရှင်းလို့လည်းမရဘူးဗျာအဲ့တော့ဒီ free transfer ကြီးအကုန်သုံးလိုက်လို့လည်းမရဘူး minus တွေပါကိုက်ကုန်ပါအဲ့တော့ကျွန်တော်ဝိုင်းကိုအဲဒီ game ဝိအိမ်မှာတောင်းရပါဗောနော်အဲအရင် နှစ်တည်းမှာလည်းအဲ့လို strategy နဲ့ပဲသွားဖြစ်တယ်ပေါ့နော်ဟွန်းဟုတ်နော်ဆိုတော့ဒီ thank you ပါဇီကုဆိုတော့ဒါတွေကလည်းတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်ဒီ wine ကနေပတ်သက်ပြီးတော့ဒီလို tips လေးတွေဒီလိုအချက်လေးတွေကြည့်မယ်ကိုတင်ကြီးမမဒီ free transfer နဲ့မရတော့ဘူးဆိုရင်အဲ့ဒီ wine ကတော့နော်အခုဆိုရင်တော့ wine က3နိုင်ပေါ့နော်ဇီကုလေး okay ပါ thank you ပါဆိုတော့ အကိုအတွေ့အကြုံရပါတော့ဒီ wine cap သုံးခဲ့တဲ့ပုံနဲ့အကိုစဉ်းစားတဲ့အချက်လေးတွေဆိုရင်ခုန brother တို့ပြောတဲ့အချက်လေးတွေတော်တော်များများပါပါတယ်။အာပထမအနေနဲ့အကိုကြည့်တာတော့ဟို feature ဆွဲပါတော့။ဆိုခုနပြောလို့ console ကိုအတင် console မမောင်ကြားတဲ့အချိန် run အရန်ထူးကြွားတဲ့အချိန် tin rail လို့လည်းတော်တော်လေးနည်းနည်းစုပ်ပြတ်တက်သွားတဲ့အချိန်လိုမျိုးသုံးလို့ရတယ်ပေါ့။နောက်တစ်ခုကတော့ plan လုပ်ထားတဲ့ wine cap ပေါ့နော်။ဒါတော့တယောက်တယောက်ကစားပုံအရမကူဘူးပေါ့နော်။ဥပမာ sand ဆိုရင်သူက free fire ဆိုတာနဲ့ရနေပြီးတော့လုံးဝမတုံးဘူး။ ်နောက်နောက်ဆုံးအချိန်ထိပေါ့နော်ဥမာဒီအခုထင်တဲ့ first season မှာဆိုရင်တော့ Sam က game 80 90လောက်မှ free transfer နဲ့ပဲ तू က manage လုပ်လို့ရနေတယ်စက်တယောက်နဲ့ပြည့်မယ်ဆိုရင် तू ကတော့နောက်ထိဆွဲတတ်တာပေါ့နော်ဆိုတော့အခုတို့ကြတော့ဟိုအရင်ရင်လောက်ထိမစောင့်ပြေဘူးပေါ့နော်ဆိုတော့ဘယ်မှာလုပ်လဲဆိုတော့ plan လုပ်ကြည့်တာပေါ့တော့ခုနပြောလို့ international break ကိုတစ်ချက်ကြည့်တာပေါ့နော်ဆိုတော့ international break game week 4ခု game week 8နောက် game week 11 12ပေါ့နော် ဆိုအဲ့နေရာဒီမှာ international break ရှိတယ်ဆို international break နှစ်ပတ်ရတယ်ပေါ့နော်နှစ်ပတ်ရတယ်ဆိုရင်အဲ့ game week တွေမှာတော့အကိုအနေနဲ့ပို့ပြီးသုံးကျင်တယ်ဆိုတော့နောက်ပိုင်းဥပမာ game week 8ပေါ့အခုကဆိုရင်အကိုရဲ့အသင်းအသင်းကို wind gap online ပေါ့နော်ဆိုတော့အကိုကအဲ့နှစ်ပတ်အချိန်ရတယ်ဆိုရင်ဘာလို့နှစ်ပတ်အချိန်ရတဲ့အချိန်မှာ wind gap သုံးတာပို့ပြီးအကျိုးရှိနိုင်တယ်ဆိုအကိုအဲ့တွေ့ကြုံလာတော့ဆိုတော့အခုဆိုရင် game week 7ပေါ့နော် game week 7 deadline ရောက်တယ်ဆိုတော့ game week 7 ြီးတာနဲ့ဂိမ်းကြီးအရောက်ကိုနှစ်ပတ်လိုတယ်ပေါ့နော်ဆိုတော့ဟိုဘာဘူထူးကြလဲဆိုတော့အခုဆိုရင်ဒီဘက်ဂိမ်းကြီးအာဝိုင်းကက်သုံးပြလိုက်တာကြတော့ဂိမ်းကြီး7 deadline ကျော်သွားဂိမ်းကြီး7စကန်နေဆိုတဲ့အချိန်မှာအခုအနေနဲ့တင်းကိုလည်းပြောင်းလဲနေတယ်နောက်နောက်သူ fisher swim ပေါ့နော်အဲ့ဒါနဲ့တင်းသေးလူလည်းတင်နေတယ်ဆိုတော့အဲ့ဒီဂိမ်းကြီး7စကန်တဲ့အချိန်မှာပေါ့ဝိုင်းကက်ကို active လုပ်လိုက်ဆိုတော့အဲ့လိုလုပ်လိုက်တော့ဘာဘူထူးလဲဆိုတော့ဟိုဈေးတက်တော့မဲ့ player တွေကိုဈေးတက်ကြ ီကိုတို့ FPG ပဲဈေးတက်မဲ့ player အကုန်လုံးအကိုဘာလို့လိုက်လဲဆို15ရောက်လုံးဈေးတက်မဲ့ player 15ရောက်လုံးခေါ်လိုက်တယ်ပေါ့နော်ဆိုတော့အဲ့ဒါဘလို့သိနိုင်လဲဆိုတော့ transfer အများဆုံးလုပ်ထားတဲ့ game week 7အတွက်ပေါ့နော်ပြီးခဲ့တဲ့ game week အတွက် transfer အများဆုံးလုပ်ထားတဲ့ player တွေရှိတယ်ဆိုတော့ deadline နေ့မှာတချို့ကဒီ transfer တွေလုပ်ကြတော့ဈေးကမတက်သေးဘူးဒါပေမဲ့အများကြီးတွင်းနေကြပြီပေါ့နော် transfer တွေလုပ်ထားကြပြီဆိုတော့နောက်နေ့နောက်နေ့မနက်မှာဈေးတက်နိုင်တဲ့ player တွေရှိတယ် တော့အဲ့လိုမျိုး player တွေကကိုခေါ်ခြင်းတဲ့ player တွေပါလာပါတယ်ဆိုတော့ကိုကတော့ဈေးတက်နိုင်မဲ့ player 15ရောက်လုံးခေါ်ချလိုက်ပါเนาะအဲ့တော့နောက်နေ့ဈေးတက်သွားတယ်ဆိုရင်0.1တက်သွားတော့ဒါတော့ tin value တင်တဲ့ဘက်ကနေကိုကတစ်ချက်ပြောတာပေါ့เนาะဆိုတော့နှစ်ပတ် international play နှစ်ပတ်မှာ3တဲ့အခုရဲ့3တဲ့ဈေးရဲ့ချက်ကတော့ထည့်လိုက်တယ်15ဥမာ15ရောက်လုံးက0.1တက်သွားမယ်ဈေးတက်သွားမယ်ဆိုရင်ကိုတို့ဟိုဟာရမှာပေါ့อืมဘယ်လောက်ရမလဲဆိုတော့အာ10ရောက်ဆိုရင်1ဆို1.5 tin value 1.5ရမှာ အတင်း value 1.5ရမယ်ဒါပေမဲ့တကယ်မရသေးဘူး1.5မရသေးဘူး0.1စီတက်သွားတာ0.2တက်မှ0.1ရမှာဆိုတော့ဒီဆိုတော့အဲ့ player တွေကဒီနှစ်ပတ်ချိန်ရတယ်ဆိုတော့တပတ်လိုမျိုးဟိုဟိုပေါ့ timeline ရမ်းမကျင်းတော့ဘူးနှစ်ပတ်ရတယ်ဆိုတော့ဒီရက်မှာ form အဲ့အဲ့အဲ့ game week မှာတို့ဟို goal တွေတွင်းတယ် return တွေရလို့ hot နေတဲ့ player တွေလည်းသူတို့ form လည်းကောင်းတယ်နောက်တစ်ခုက international မှာနောက်တစ်ခုက injury ပေါ့နော်ဆိုတော့ international မှာ injury ရှိတတ်တဲ့အတွက်ဆိုတော့ injury player တွေ အဲ့ဒါလေးတော့တစ်ချက်သတိထားရအောင်နော်ဆိုတော့ international break မှာ wide gap သုံးနာနိုင် injury ရပါတယ်ဆိုရင်အဲ့ player ကိုအတင်းမှာသူကအကြာကြီးနားရမယ်ဆိုရင်လည်းကိုက wide gap သုံးနာရတဲ့အတွက်အဲ့ player ကိုခဏဖယ်ထားလို့ရတယ်နော်ဆိုတော့ခုနပြောလို့ဂျာတဲ့ပါနောက်ထပ် point 1ထပ်တက်မယ်ဆိုရင် team value ကတကယ်1.5 million လောက်တက်သွားတယ်ဆိုတော့အဲ့ကြတော့မှလည်းကိုကြိုက်တဲ့ player ကိုကောက်ပြီးတော့ switch လုပ်နိုင်တယ်ပြန်ဒါတော့ team value aspect ကနေကိုကပြောတာအဲ့ဒါတစ်ချက်နောက်တစ်ခုကတော့ feature swing ပါနော် feature ဆိုရင်ပေါ့ဥပမာဒီနှစ်အတွက်ပုံမှန်အရပြောရမယ်ဆိုရင် game 1 to 7မှာ arsenal က feature ကျက်တယ်เนาะဆို arsenal player တွေတော်တော်များများမထည့်ကြဘူး tight set လည်းမထည့်ကြဘူးအတင်းကြီးနေတွေ့မှာဆိုမထည့်ကြဘူးเนาะဆိုတော့ feature swing ဖြစ်သွားပြီပေါ့เนาะဆို arsenal ရဲ့ feature ကောင်းလာတော့เนาะနောက်ပိုင်းမှာအဲအဲ့လိုမျိုးဆိုရင် free hit နဲ့ free ဒီကောင်းတာတခုကတော့ free အာဟိုပါ sorry နော် free transfer ငါ့ကို save လုပ်လို့ရတယ်ဆိုတော့ချို့ကလည်း wine cap မပါပဲဖြည့်ရှင်းလို့ရတယ်ဒါပေမဲ့အကွာတော့ check ကိုမချက်ပြန်ပါတော့ tin value တင်နေတာလည်းဒီကြောင်းအဲ့လိုမျိုး feature ကောင်းတဲ့ player တွေဆက်စားပိုင်းမှာမခေါ်တော့ဘူးဆိုရင် feature swing ဖြစ်သွားတယ်ပေါ့နော် feature ကြီးကကောင်းတဲ့ feature တွေပုံများများဖြစ်လာပြီဆိုရင်အဲ့ player တွေက double app လို့ရတာလို့အဲ့လိုမျိုးအတင်းနေရတယ်ကိုကောက်ခေါ်လိုက်တာပေါ့နော်ဆိုတော့အဲ့ဒါကတော့ဒီအခု wine cap တုံးဖို့အတွက်ကြည့်ရနှစ်ချက်ပေါ့နော်ဆိုတော့အများအားဖြင့်တော့ဒီ international break နှစ်ပတ်ရတဲ့အတွက် transfer in ဈေးအတက်ကြတွေကိုကမြင်နေရတဲ့အချိန်မှာဟိုကိုကသူများထက်လက်ဦးမှုရယူမတုံးရတဲ့လူထက်ဆိုင်လက်ဦးမှုရယူပြီးတော့တက်မဲ့လူတွေခေါ်ရလို့ရတယ် injury player အောင်ထုတ်လိုက်လို့ရတယ်အဲ့ဒါလေးပေါ့နော်အဲ့ဒါလည်းတစ်ချက်နောက်တစ်ခုကကြတော့ဒီ shift fisher ကောင်းမဲ့ဟာတွေတော့ပေါ့နော်အကိုကတော့ဒီအခုတယောက်တည်းတော့မဟုတ်ပါဘူးဒီတခြား brother ရယ်ဆိုခုနပြောပြီးတော့ now bench bench ဘူးပေါ့နောက် chip တစ်ခုနဲ့တွဲသွင်းမှုတွေဒီဒီဘက်မှာတစ်ခါတည်း wide gap ဒီ ဝိုင်ကန်နဲ့ဆန်နာရအောင်လို့ဆော့လို့ရမယ့် player ကိုခေါ်ထားတယ်။နောက်ဂိမ်းဝီတော့ပါလောက်ထားပြီးတော့နောက်ဂိမ်းဝီကြရင်အဲ့ဆန်နာရအောင်လို့ bench ကိုတုံးလိုက်လို့ရတယ်နော်။အခုကတော့ single game ဝင်ပဲရှိလို့ပြောရတာနည်းခက်။အဲ့တော့ Candle လည်းခုနပြောရတယ် double game ဝင်နိုင်ရင်ကြတော့ဒီဝိုင်ကက်ကဝိုင်ကက် on လောက်လာလိမ့်မယ်နော်။ဆိုတော့အခုအနေနဲ့ကတော့ဟိုဆော့လာတဲ့နှစ်ဒီမှာ international break ဆိုရင်တော့ဝိုင်ကက်ကိုတင် value တင်ဖို့အတွက်ရော injury ရှောင်ဖို့အတွက်ရောတုံးပြတယ်ပေါ့နော်။ဆိုတော့ ဲ့ဒါလေးကတော့ကိုသုံးပြတဲ့ဟာမနော်ဒီခေပါအဲ့တော့တခြားရောဆန်မှုကန်ဒရစ်တို့ဒီဈီကူရောမိုက်ကန်နဲ့ပတ်သက်ပြီးတော့တခြားဖြည့်ဆွတ်ပြောနေတာပါရှိအောင်မလဲတခြားပေါ့နော်ကိုတွေ့ကြုံမဟုတ်လဲဒါလေးတွေထပ်တတိထားပြီးတော့တော်တော်တော့စုံသွားနေတယ်နော်အကျွန်တော်ကျွန်တော်လည်းပြော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 မနော်ကိုကျွန်တော်အဈီကူခဏလောက်နော်ပြောပြောဟုတ်ဆရာဆရာပြန်ရင်ပြော ဟုတ်ဟုတ်မကြပါဘူးကျွန်တော်ကကျတော့ဒီဒီမတူကြတာဘူးเนาะဟို white cat တုံးတာလေအမျိုးမျိုးရှိကြတယ်ကျွန်တော်ကကျတော့အဲ့ဒီ white cat တုံးတဲ့ခါမှလေကျွန်တော် team value ကိုကျွန်တော်လုံးဝမစင်စားဘူးကျွန်တော်လုံးဝမစင်စားဘူးပေါ့เนาะအဲ့အဲ့ဒါကျတော့ဆရာတို့နဲ့ကျွန်တော်ကမတူတာပေါ့เนาะဒါလည်းဒါ SPL ရဲ့အလတရားလို့ပြောမှာမသိကျွန်တော် team value ကိုလုံးဝမစင်စားဘဲနဲ့ဒီကစားသမားရဲ့ form ရဲ့ပြီးတော့ prefixture ရဲ့ပေါ့เนาะအဲ fixture screen နဲ့ကြည့်တယ်ကစားသမားရဲ့ form နဲ့ကြည့်တယ် အဲ့လောက်ပဲကျွန်တော် team value ကိုအဲ့လောက်ကြီးဟိုဘောနော်အဲ့လိုဆွဲတင်တာဒါ strategy ကောင်းတစ်ခုပါပဲဒါပေမဲ့ကျွန်တော်ကတော့အဲ့ဒီ team value နဲ့ပတ်သက်ပြီးတော့လေအာလုံးဝလေးပါ့ကောင်းနေမရှိဘူးဘောနော် white card တုံးတဲ့ခါမှလေဟောအဲ့ဒါလေးအမြင်မတူတာလေးပြောပြောကြောပြချင်တာပါဟုတ်ဟုတ် okay ပါ thank you ပါမှန်တယ်လေဒါကတော့တယောက်နဲ့တယောက်ဆော့ပုံဆော်နီးွာတာဘောနော်မှန်ပါလေဟိုဇီကူရောခုနကပြောမှန်းလေဟုတ်ကောအဲကျွန်တော်မနေ့က ပြောခဲ့ရပါတော့ဒါအခုထပ်ပြီးပြောချင်တာပေါ့သူ1ကတ်တောင်းလိုက်ပြီပေါ့နော်ဥမာစားလာကိုအတင်းကနေထုတ်လိုက်ပြီဆိုပါစို့အာအဆိုလို့ရှင်ဟဲ့အဲ့လိုမျိုးစားလာနေရာမှာစားလာရောင်းလိုက်လို့ရတဲ့ပတ်စံတွေကိုပေါ့နော်အဲ့လိုမျိုးအကောင်လုံးမတုံးလိုက်စေချင်ဘူးဘာကြောင့်လဲဆိုတော့ဒီဘန်ဝီတန်တန်းကနေစားပြီးလီဗာပူးကလုံးဝရှယ်ကြီးပြပွဲတွေကလုံးဝတေကြကြကြအဲ့တော့လို့ပြောရမလဲစားလာပြန်ကျန်းရင်လည်းကျန်းနိုင်တယ်ပေါ့နော်ဒါမှမဟုတ်အီဆက်ကြီးကလည်းအဲ့ချိန်မှာ လုံးဝ တပွဲကိုတကိုးနှစ်ကိုးဒါမှမဟုတ်လေ1ကို 1SS အဲ့လိုမျိုးရနေတဲ့အခါမျိုးမှာပြန်ထည့်လို့ရအောင်ပေါ့နော်ကိုယ့်အသင်းကိုအဲ့လိုတခြားလေး prepare လုပ်တင်တယ်ပေါ့ဗျာအဲ့လိုမျိုးအဲ့ခါကျမှ1ကလည်း3မြောက်ဟိုအမျိုးပါလို့ဘာမှလည်းလုပ်လို့မရအဲ့လိုဖြစ်မှာကြလို့လေအဲ့တော့အမှန်ကျစင်းနေတဲ့ဘန်နဲ့မှာပတ်စံလေးခြံသားတင်တယ်ပေါ့အဲ့လေးအဲ့လေးပဲပြောချင်တာပါမှန်တယ်နော်ဟုတ်တယ်ဇီကုပြောရတာပေါ့နော်ဒါတော့အကိုကဒီ podcast မှာ Michael နဲ့ပတ်သက်တဲ့ tips တွေအကုန်လုံး ိုအထာကြကြသုံးလို့ရအောင် sharing လုပ်ပြရဆိုတော့လေအဲ့တော့ခုနပြောတဲ့အတိုင်းပဲပေါ့ကျွန်တော်က wide gap သုံးရင်ခုနလိုဟို gameway 1မှာ unlimited transfer ရပြီတင်းကိုတည်ထားသလိုပေါ့ခုန price ဆို pricing structure ကိုလို့ကျွန်တော်ကနည်းနည်းလေးတည်ထားလို့ရတယ်ဥပမာ sala ဟုတ်တယ်မကြိုက်တော့လို့ feature မကြိုက်လို့ပဲပြီ form ကြိုက်လို့ပဲပြီထုတ်လိုက်ပြီဆိုရင် premium တွေကပြန်ကောင်းတတ်တယ်ပြန်ကောင်းလို့ပြန် form ဲအချိန်မှာအများကြီး free transfer မသုံးရပါဘူးเนาะကျွန်တော်ကပြန်ခေါ်လို့ရအောင်လုပ်ထားလို့ရခုနလို budget ပို့ရှင်းနေရတယ်ဥပမာဒီ ခုနပြောလို့ for example ထားပါတော့เนาะဒီဒီနှစ်ထဲမှာပါမာနဲ့ဆာလာကဲတမ်းမီရတမ်းမော့ဖတ်ပြီးတိတ်မကွာဘူးပေါ့ဥမာပါမာခေါ်ခြင်းလဲဆိုလဲဆာကအင်ဂျူရလိုပဲဖြစ်ဖြစ်ဆာကနေရာမှာ1 free transfer နဲ့ပါမာကောက်ထည့်လိုက်ရတယ်အဲဆို free transfer တစ်ခုရဲနေပေါ့เนาะရှေ့တန်းနေမှာဆိုလဲအဲ့လိုပဲ9 million အာ9 million ဒီဟိုပါ price structure တစ်ခု9 million position တစ်ခုထားရတယ်ဆိုရင် request မကြိုက်ဘူးဆိုရင်နောက်ထပ်9 million ဘယ်လိုထည့်လို့ရလဲ အဲ့လိုမျိုးပေါ့နော်ဈေးတန်းတူတဲ့ player တွေကိုထည့်လို့ရမယ်အသင်းတွေရဲ့ pricing structure လေးတွေထည့်ထားလို့ရမှာနော်အဲ့မျိုးဆိုရင်ကျွန်တော် Rafi free transfer တစ်ခုလေးလာဒါမှမဟုတ်လွန်ရောကျော်နှစ်ခုလောက်နဲ့ပဲဒီကိုလိုချင်တဲ့ player ကိုပြန်ခေါ်လို့ရတဲ့ဟာမျိုးလေးလည်းအဲပြန်ပြီးတစ်ချက်စဉ်းစားလို့ရတာပေါ့နော်အဲ့လေးတော့ test တွေပေါ့တော့ Kendrick ရောတခြားပါဖြည့်ဆွက်ပြောခြင်းနေလည်းမဖြစ် Mike နဲ့ပတ်သက်ပြီးတော့လေကိုလိုဒါရီရှိသေးတယ်ကြံနေမှာဆိုပြီးနော်တော်တော်တော့စုံပါတယ်ဟုတ်ဟုတ် ဟုတ်ကဲ့ဟုတ်ကဲ့အခုကတော့ဒါအထာကြအောင်သုံးနည်းလေးပြောသွားတာပေါ့နော်อืมဆိုတော့ကျွန်တော်ကကြတော့အထာပူကြအောင်သုံးနည်းထပ်ပြောလိုက်မယ်ပေါ့အာလုတ်ပေါ့ကြောက်စိတ်ဝင်လာအာလုတ်อืมအဲဆိုတော့အဓိကအချက်တစ်ခုရှိတယ်ပေါ့နော်ဘာလဲဆိုတော့ဝိုင်းကက်ကိုသုံးမယ်ဆိုရင်အဲ့ဒီဒက်လိုင်းနာနီးလို့ဘယ်လိုမှမအားဘူးဆိုရင်မသုံးနဲ့ဒါကျွန်တော်အကြံပေးချင်တာပေါ့ဘာဖြစ်ဆိုတော့ FPM ပါဗျာဟိုလူအမျိုးမျိုးပါတယ်ညချို့ကြတော့အလုပ်တွေရှုပ်တယ်ညတကယ်လား business man တွေလည်းရှိတယ်ပါညာဆို ဆိုကြတော့အရေးကြီး meeting တို့အရေးကြီးရှေ့ကျူအရေးကြီးခရီးသွားစရာတို့ဘာလို့ကဒက်လိုင်းမတိုင်ခင်နှစ်ရက်လောက်မှာဖြစ်တတ်တယ်ဗျာအဲ့အဲ့လိုမျိုးဆိုရင်အဲ့ရဲ့ဘက်ကမတုံးနဲ့အဲ့ဒါရှောင်းဘာဖြစ်လို့ဆိုတော့ wine cap တုံးတယ်ဆိုတာကိုယ့်ရဲ့15ယောက်ကဗျာပြောရရင်ကိုရေးစား15ယောက်ထားရတယ်လို့ပဲဟိုသာပါလေကိုယ့်ရင်ခွင်နဲ့ထည့်ပြီးပြန်ထုတ်ဖို့ခတ်တယ်ဗျာမှန်ပဲအဲ့လိုမျိုးဆိုတော့ဟာဟာခဏတည်းဝင်ရောက်တဲ့ဧည့်သည်မဟုတ်ဘူးအကြအကြကြီးထားရမှာဆိုတော့ဒါအရေးကြီးရယ်ပေါ့နော်ဆိုတော့ press conference ကြီးစောင့်ကြည့်ဖို့လိုတယ် ကိုခေါ်တဲ့ကစားသမားတွေကဝိုင်းကက်ထက်2ယောက်3ယောက်လောက်ကတန်ရလေးပါလေရတယ်အနီးနားမှာ training မှာတခုခုဖြစ်သွားတယ်ဆိုလို့ရှိရင်အဲ့ဒါကြီးပြန်ထုတ်ဖို့မတွေ့ဘူးပေါ့နော်ပြီးတော့ပွဲကံပဲရက်မှာလည်းအပြောင်းလဲတွေပေါ့နော်ဒီ league သတင်းတွေပါရှိနေတယ်အဲ့ဒါတွေကိုပါစောင့်ကြည့်ဖို့လိုတာပေါ့ဆိုတော့တော့ဝိုင်းကက်သုံးမယ်ဆိုရင်တော့အဲ့လိုရှင်ရပါပဲဒက်လိုင်းမတိုင်ခင်ဟဲ့ဟုတ်တယ်ဒက်လိုင်းမတိုင်ခင်အနည်းဆုံးတရက်လောက်တော့ကိုကလုံးဝအချိန်ရှိရယ်ဆိုမှသာအဲ့လိုပတ်တယ်မှာသုံးတင်တာပေါ့နော်ပြောရရင်ဝိုင်းကက်ဆိုတာအခုသုံးမယ်ပြစ်ထားလို့ရတယ်အဲ့ဒါမျိုးမဟုတ်ဘူး ဟိုတပတ်လုံးတေချာပေါ့နော်ပတ်လန်ချရမယ်ဟာမျိုးအဲ့ဒါကမှအထူးအရေးကြီးဆုံးကတော့ဒက်လိုင်းမတိုင်ခင်တရက်နှစ်ရက်လောက်မှတော်တော်ပလန်ချဖို့အရေးကြီးတယ်အဲ့ဒါကျွန်တော်ပြောချင်တာဟိုဒက်လိုင်းမတိုင်ခင်တဲ့မှာတနေလုံးကြီးကိုကိုကထုတ်လိုက်တည်းကထည့်လိုက်အဲ့လိုဟိုပန်းနစ်ဖြစ်နေဘူးပြောတာမဟုတ်ဘူးပေါ့နော်ဟိုတေချာတဲ့ transfer တွေလုံးနိုင်လို့ဟိုဒါစေတနာနဲ့ပြောတာပေါ့နော်음ဟုတ်တယ်နော်ဟုတ်ပြီးတော့နောက်တစ်ချက်ရှိတယ်ပေါ့နော်ဟုတ်နောက်တစ်ချက်ကကြတော့ကျွန်တော်က ဘိုင်းကတ်သုံးတဲ့အခါမှာကျွန်တော်ကဟို17ရောက်အပြင်ကိုအရန်ပေါ့နော်အရန်၄ရောက်ရှိရဲဆိုတော့ဟိုကထည့်သွင်းစဉ်းစားမယ်အဲ့ဒါကိုမမေ့ဖို့လိုတယ်ပေါ့ဘာလို့ဆိုအရန်အရန်ပဲဗျာအရန်ကိုအရန်လိုစဉ်းစားဖို့လိုတယ်ပေါ့ပြီးတော့တစ်ခုကကျတော့ bamboo နဲ့တွဲသုံးပါလားဆိုတော့စဉ်းစားဖို့လိုတယ်ပေါ့ဒါ bamboo တင်ဖို့ပါဘူးတခြား chip တွေလည်းပါတာပေါ့နော်ဥမာကိုက bamboo သုံးပြီးပြီဆိုရင်အကြောင်းအရာကြောင့် bamboo ကိုစောစောသုံးခဲ့တဲ့သူရှိရဲအဲ့လိုသုံးခဲ့ပြီးပြီဆိုရင်တော့ wine cap မှာဘာမှမစဉ်းစားနေတော့17ရောက်ကိုပဲတောင့်တင်အောင်လုပ်လိုက်တော့ကျန်သားသူပါသူ4.0 4.5နှစ်ယောက်လောက်ပစ်ထားလိုက်တော့ ဒါက bamboo တုံးပေးရတူလေနော် bamboo cat တုံးပေးပေါ့ bamboo မတုံးရသေးဘူးဆိုတော့ wine cat တုံးတဲ့အခါမှာ bamboo ဘယ်အချိန်မှာတုံးမယ်ဘယ်သူတွေနဲ့တုံးမယ်ဆိုတာထည့်ဥစဉ်လာမှာပေါ့နော်อืมဟုတ်တယ်ဟုတ်ပြီးတော့နောက်တစ်ခုကျတော့ free hit ပေါ့ free hit ကိုပါထည့်ပြီးစဉ်းစားရမယ်စဉ်းစားမှရမယ်ဘာဖြစ်လို့ဆိုတော့ free hit တုံးတဲ့အပတ်မှာ free hit တုံးတဲ့အခါမှာခေါ်မဲ့ကစားသမားတွေကို wine cat မှာခေါ်ကြရမလို့ဘာလို့ဆိုတော့ free hit ကြတော့တသိန်းလုံးကိုတစ်ပတ်အတွင်းမှာပြောင်းလို့ရတာဟုတ်ဟုတ်တယ် ောက်အားကြောင့်လို့ကျွန်တော် free hit နဲ့ bamboo ကိုကြိုးပြီးတွေးခြင်းတယ်တော်တော်များများကတော့ဟိုပထမရာသီဝက်ကဲဝိုင်းကတ်မှာဆိုရင်တော့ဝိုင်းကတ်သုံးပြီးပြီးချင်း bamboo ဆိုးဖို့တိတ်မလို့ဘူးလို့ကျွန်တော်ထင်တယ်ပေါ့နော်ဒုတိယရာသီဝက်မှာဆိုရင်တော့ double game week များများရှိတဲ့အပတ်မတိုင်ခင်မှာဝိုင်းကတ်ကိုသုံးနောက်တစ်ပတ်မှာ double game week များများနဲ့ bamboo ကိုသုံးချလိုက်အဲအဲ့လိုမျိုး chip နှစ်ခုပုံဘူးလေးတွဲသုံးတာကိုအကြံပေးခြင်းတယ်ပေါ့နော် okay ပါဆိုတော့ဒါလေးရလေတော်တော်လေးဟိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်တွေပါဆိုတော့ဒါကတော့ ျွန်တော်တို့ admin တွေပေါ့နော်အသုံးခဲ့တဲ့အတွေ့အကြုံတွေရောကျွန်တော်တို့လေ့လာထားတာတွေရောဟိုတင်ယူထားတာတွေရောပေါ့နော်ဆိုတော့ဒီကနေပြီးတော့ကျွန်တော်ရဲ့ဒါဒီ CUS ပြောရတာလဲ FPL ကိုကျွန်တော်တို့ကတကယ်ယူယူတိုစော့ကြပါเนาะဆိုတော့ဒီခုမှဆဆော့တဲ့မိကိုရောချစ်ကြောင်းဒေချာလေးပြည့်ကျင်တဲ့မိကိုရောပေါ့နော်ဘလို့တုံးလို့ရတယ်ဆိုတာလေးကိုရိုးရှိမယ်လို့ထင်ပါတယ်ဒီ podcast လေးကနေလေဆိုတော့ခုနပြောလို့ပေါ့ဒေချာလေး plan လုပ်ဖို့လိုတာပေါ့နော်ဆိုတော့တောင်းရတဲ့တော့ကစားတဲ့ပုံကြီးမတူဘူးဟိုတချို့ကလည်း သူ၃နေနဲ့ plan လောက်ထားတာရှိတယ်တချို့ကလည်းဟိုမဖြစ်မနေမှာပဲ၃တာမျိုးလည်းရှိတယ်ဘောနော်ဆိုတော့ဘလူပဲ၃၃ပေါ့နော် wide gap ၃မီဆိုတော့ကိုယ့်ရဲ့အမှတ်တွေတင်ဖို့၃မှာဖြစ်တဲ့အတွက် wide gap ၃တဲ့ခါမှာတော့ကျွန်တော်တို့ကခုနပြောလို့ဈေးတွေရောဒီ player တွေရဲ့ form တွေ feature တွေပြန်ပြီးတော့ feature လေးကြည့်နေကြတာပေါ့နော်အဲ့ဒါမှပေါ့နော်တော့ပုံမှန်အဖြစ်ပေါ့နော်ကျွန်တော်က chips စကူ၃လိုက်ပြီဆိုရင်အမှတ်ကထောင်တက်သွားမှာပေါ့နော်ဒါပေမဲ့ wide gap ကတော့ ီရေရှည်အတွက်ပလန်လဲဆိုလေအဲနောက်ပိုင်းချစ်စီတိုင်းကျွန်တော်တို့ပြောမှာမှာ TC chips တို့ transfood chips တို့အဲ free chips တို့ဆိုတော့ကျွန်တော် chips ခုတုံးပြီဆိုတော့မှတ်100လောက်ရမှာကျွန်တော် chips အောင်လဲပေါ့နော်ဆိုတော့အဲအဲ့လိုမျိုးဖြစ်အောင်ကျွန်တော်တို့ဒေချာလေးပလန်လုပ်ပြီးတော့ဟိုတုံးနေကြတာပေါ့နော်ဆိုတော့ okay ပါ thank you ပါဗျာအမင်းအားလို့ကျွန်တော်တို့ကဒီနေ့မှာတော့ဒီ white cap chips နဲ့ပတ်သက်ပြီးတော့တီးတဲ့ပေါ့နော်ဒီ tips တွေကျွန်တော်တို့တီးထားတဲ့ tips တွေနဲ့ကျွန်တော်တို့တုံးခဲ့တဲ့အတွေ့အကြုံတွေရပါတော့ တော့ဒါလေးတွေကိုကျွန်တော်တို့ကမျှဝေပါတာဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုကြည့်ပြီးတော့ဒီကိုတော့အာကျွန်တော်တို့ပြောတာနဲ့အတွေ့အကြုံလားဘိုင်းကနဲ့ပတ်သက်ပြီးတော့တခြားဗာများထပ်ပြီးတော့ဒီလိုသိထားတဲ့အခါကြကြသုံးနည်းလေးရှိရင်လည်းဒီတန်ဒီ channel မှာကျွန်တော်တို့ comment မှာမှန်ပြီးလာပါတယ်ဆိုတော့ဒီနောက်ပတ်နောက်နောက်ပုတ်နောက်နောက် podcast တွေမှာလည်းကျွန်တော်တို့ကတခြား chips တွေနဲ့ပတ်သက်ပြီးတော့ဗောနော chips ချင်းစီအတွက်အခါကြကြ chips သုံးနည်းကိုကျွန်တော်တို့ ဒီ podcast ကိုတင်ပြရမှာဖြစ်ပါတယ်ဒီ video တွေကိုလည်းကျွန်တော်တို့ဒီ channel မှာ playlist လုပ်ထားပြီးတော့ကျွန်တော်တို့ pin လုပ်ထားမှာဖြစ်ပါတယ်ဆိုတော့ဟိုလေးလာခြင်းနဲ့ညီကိုတွေခုမှစဆော်တဲ့ညီကိုတွေလည်းဖြစ်ဖြစ်တော့တုံးတော့မယ်ဆိုရင် wide gap တုံးလိုက်တော့တဲ့ chips တွေတုံးတော့မယ်ညီကိုတွေဆိုရင် dvd လေးကိုအချက်ပြန်လာကြည့်ပြီးတော့ဘလို့ point လေးတွေကျွန်တော်တို့ဒီ reference လို့ရမယ်ဘလို့ချက်လေးတွေထည့်သွင်းစဉ်းစားလို့ရတယ်ဆိုတော့အများနဲ့ကျွန်တော်တို့ဟို ဒီ chip တော့မဟုတ်တော့ဘောเนาะအနည်းငယ်ပြန်ကြည့်လို့တော့ကျွန်တော်တို့တင်နာပြီးမှာဖြစ်ပါတယ်အဲတော့ RP fan ကို RP ကြတဲ့ညီကိုရအားလုံးကိုလည်းကျေးဇူးများတင်ပါတယ် subscribe လုပ်ပေးကြတဲ့ဒီတယောက်ချင်းကိုလည်းကျွန်တော်တို့ကကျေးဇူးများတင်ပါတယ်တို့ပြောရင်းနဲ့ပဲကျွန်တော်တို့ရဲ့ဒီ wine cap အထာကြကြ၃နီးဆိုရဲဒီ podcast ကြီးဒီမှာပဲကျွန်တော်တို့ရလိုက်ပါမယ်အားလုံးကိုကျေးဇူးများတင်ပါတယ် MNE အားလုံး thank you ပါဗျာ thank you ပါကျေးဇူးပါခွန်လိုက်ပါဆရာ 本来吧。